ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် MLN League 2025စီမီဖန်တဲ့ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသပ်ဆွေးနွေးခြင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ဒီစီမီဖန်တဲ့ပွဲကြိုသုံးသပ်ဆွေးနွေးခြင်းအစီအစဉ်ကိုကျွန်တော်နဲ့ဒီကိုတော့ဂျာတို့ကဆွေးနွေးသုံးသပ်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီစီမီဖန်တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ဒါဂျွန်လ23ရက်နဲ့24ရက်နေ့တွေမှာဆိုလို့ရှိရင်တော့ဒါရန်နာဘုံနဲ့ရန်ကုန်ရှိုင်းနေတဲ့အတင်းနဲ့ AR နေတဲ့အတင်းနဲ့စတဲ့ ီပွဲစဉ်นี่ရှင်မြန်ကစားသားမှာဖြစ်ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါရင်နာဘုံရန်ကုန်အထိတ်တွေ့ဆုံနေတဲ့ပွဲစဉ်ကိုကိုတော့ကြာနေနဲ့စတင်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါအောင်ခင်ဗျဟုတ်ကဲ့ပါအာရန်နာဘုံကတော့ကျွန်တော်တို့တကုန်ပေါ့ကူပေါ့နော်ควอเตอร์ไฟနယ်မှာပယ်နယ်တီဆုံးဖြတ်နေနိုင်ယူပြီးတော့နောက်တစ်ဆင့်ခု semi final တက်လာတာပေါ့နော်ဟုတ်ပါတယ်အာရန်နာဘုံအသင်းကိုပြန်ကြည့်မယ်ဆိုရင်သူ့ရဲ့ဟိုစုဖွဲ့မှုတွေသူ့ရဲ့အသင်းလေးကချစ်ချစ်လေးလေးရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါဟိုအရန်အသင်းကြီးမဟုတ်ပေမဲ့အရန်ငယ်တဲ့အသင်းတစ်လက်မှာပါဘူးပေါ့နော်ဟိုတော်တော်လေးတော့သဘောကျရန်နာဘုံအသင်းရဲ့စုဖွဲ့မှုကို ဟိုပြည်မိုးမျိုးစော်ဦးတို့လိုဝါရင်တိုက်ဆင်မှုတွေလည်းရှိသလိုစိုးမင်းတို့လိုလူငယ်ကစားသမားတွေလည်းရှိတယ်။သူချင်းလူငယ်မျှထားတဲ့နေထားလေးတွေ့ရတယ်ပေါ့နော်။ ငါကျွန်တော်ထင်ပါတယ်ဒီဘွဲမှာလည်းဒါရန်ကုန်သင်းကိုခန့်စစ်လုံကစားပြီးတော့တိုင်နဲ့တိုက်စစ်နဲ့သွားမယ်လို့တော့ထင်တယ်ရန်နာဘုံသင်းနီးပြဦးမြင့်ကိုဆိုတာလည်းဒါအခုနှစ်မှနီးပြချုပ်ဖြစ်လာတယ်ဆိုပေမဲ့အရင်နှစ်တွေကလည်းအသင်းရဲ့လက်ထောက်နီးပြအဖြစ်ရန်နာဘုံသင်းမှာကြာပြီးနှစ်ပေါင်းများစွာရှိခဲ့တာတကယ်ဝါရင်နဲ့ဟိုနိဒနိဒတယောက်ပေါ့နော်အဲ့တော့ဒီပွဲကိုလည်းသူ့အနေနဲ့ဘယ်လိုချင်းကပ်မလဲဆိုရဲဟိုဟာ view ဟာ၄ဟိုခင်းထားပြီလို့တော့ထင်တယ်ပေါ့နော် အဲတစ်ဖက်ကရန်ကုန်ကိုကြည့်မယ်ဆိုရင်ရန်ကုန်ကတော့ဒါဟန်တာတွေကိုပယ်နတီနဲ့ပဲဒါနိုင်ခဲ့တယ်ပေါ့နော်အဲရန်ကုန်အနေနဲ့ဟိုဟန်တာတွေတက်ဆိုင်ကစားသမားအင်အားလဲတာတယ်ပေါ့နော်ဟိုဘီရင်းပြပကစားသမားအင်အားတာတဲ့အနေထားမျိုးမှာတော့ဟန်တာတွေကိုပွဲချိန်တွင်မဖြတ်နိုင်ခဲ့ပဲနဲ့ပယ်နတီထိရောက်ခဲ့တယ်ပေါ့နော်ပယ်နတီဆိုတာကဒါဟိုဟို50 50ပဲလေနော်ဒါဇင်းဇင်းကြီးအောင်ဒါလက်ဆွမ်းပြခဲ့လို့ဒါသူတို့နောက်တစ်ဆင့်တက်ခဲ့တာတကယ်လို့ဒါဇင်းကြီးအောင်ဒါလက်ဆွမ်းမပေါ်ခဲ့ဘူးဆိုရင် ဒီပန်နတီနဲ့တော့ဟိုရှုံးသွားနိုင်သေးတယ်ပေါ့နော်။အဲဒီဘွဲမှာဆိုရင်ဒါဟိုဟန်တာရီနဲ့ဘွဲမှာဆိုရင်ဟန်တာရီကစောစောထိုက်ရတဲ့တလုံးဆိုရင်ဟိုတော်တော်လေးကိုနော်ဟိုဟိုဟိုတော်တော်လေးကိုအပိုင်သေးချာလောက်အခွင့်အရေးကြီးကိုပြောလို့ရတယ်ပေါ့နော်။ဒီလုံးသာကိုပြစ်ပြောင်းခဲ့မယ်ဟဲ့ဆိုရင်လည်းရန်ကုန်နေနဲ့ဒီခက်ခဲသွားနိုင်တယ်ပေါ့နော်။ရလက်ကပြောင်းလဲသွားနိုင်တယ်ပေါ့နော်။အဲ့တော့ဟိုကျွန်တော်အနေနဲ့ပြောချင်တာကတော့ဟိုအတင်းတင်းမှာဟိုနီးပြပိုင်းကအရင်ရေးကြည့်တယ်ပေါ့နော်။ဥပမာကစားသမားကောင်းတွေရှိတဲ့ဟိုအတင်းမှာဆိုရင်နီးပြက အရေးမကြီးဘူးလို့မထင်ဘူးဒီပြပိုင်းအပူအရေးကြီးတယ်ဟုတ်လို့ဆိုတော့ဒီကစားသမားကောင်းတယ်အများကြီးရှိတဲ့အထက်မှာမဘယ်သူ့ကိုတော့ဘယ်နာဘယ်နာကစားမယ်ဘယ်သူ့ဘယ်သူ့ကိုတော့ဘယ်နာထားကစားမယ်ဘယ်ချိန်မှာဘလို့လူစားလဲလဲမယ်ဘလို့စီမံအခွက်ချမလဲဆိုတာလိုတယ်ပေါ့နော်အဲ့လိုပဲတိတ်မကောင်းတဲ့အသင်းသင်းကဒီပြဆိုရင်လည်းညာသူ့မှာရှိတာလေးနဲ့ဟိုဘလို့ပြောမလဲနော် ရှိတာလေးနဲ့လှဝတ်တက်တယ်စားတက်တယ်အဲ့လိုပြင်ဆင်ဖို့လိုတာပေါ့နော်ကျွန်တော်ပြောချင်တာတော့အတင်းတင်းကောင်းတယ်မကောင်းဆိုတာဒီပြချုပ်ပေါ့အများကြီးပူတည်တယ်ပေါ့နော်ကျွန်တော်တို့ဒီခုဒီ MLN League Cup မှာဆိုရင်မြောက်ရီနဲ့ AR ကိုပဲကြည့်ပေါ့နော်မြောက်ရီဆိုဥမင်းကြီးကိုင်တဲ့လက်ထက်မှာတော်တော်လေးကောင်းလာတယ် AR ဆိုရင်လည်းခုဒါ semi final အထိကိုတက်လာနိုင်တဲ့အထိကိုဒါဒီပြအပြောင်းလဲတာတော်တော်လေးကိုအကျိုးတက်ရောက်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာလည်းကျွန်တော်ထင်ပါတယ်တည်ကြပါတယ်ဒီဒီပြဥမင်းကိုနဲ့ဒီပြဥကျော်တို့ရဲ့ ဒီအပြိုင်မှုကိုလည်းကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရမှာပေါ့နော်ဒါဒီပြောက်ဦးမြင့်ကတော့ဟိုဦးကျော်တန်းဆက်ဆိုင်အထွေကြုံပို့ပြီးတော့ရှိတယ်လို့ကျွန်တော်အနေနဲ့ဟိုတုံးသက်လို့ရတာပေါ့နော်အဲရန်ကုန်တက်ကတော့ရန်ကုန်နေနဲ့ပော့လို့မရဘူးကိုကနိုင်ငံခြားကစားသမားအင်အားရောဒုကေစားသမားအင်အားရောကောင်းပြီးတော့တကယ်လို့များရန်လက်ချွတ်ချော်တင်းဆောင်ခဲ့မဟေးဆိုရင်ပို့ပြီးတော့ပြောစရာဖြစ်မယ်ပေါ့နော်အဲ့တော့ဟိုဟိုဆီမီဖိုင်နယ်ပွဲစဉ်တွေဖြစ်တာနဲ့ကြီးကျွန်တော်တို့ဒါပြီးခဲ့တဲ့ควอเตอร์မှာဆိုလဲနှစ်ပွဲပန်နတီအချိန်ပန်နတီတွားခဲ့တယ်ပေါ့နော်ဒါဘောလုံးဆိုတာဘာမှမဆိုဖြစ်နိုင်တယ်ပေါ့နော် အဲ့တော့အချိန်ဘူပန်နတီတွေသွာလာခဲ့မှဟေ့ဆိုရင်အချိန်ဘူကန်နိုင်နဲ့ကြန့်ခိုင်မှုရှိရမယ်ပန်နတီသွားမယ်ဟေ့ဆိုရင်လည်းပန်နတီကိုလေ့ကျင့်ထားဖို့လိုအပ်တယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီရှုံးထွက်ပွဲတွေမှာဒါတွေကအများနဲ့ပါလာပါလိပါတာရှိတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့တေချာပါရဲကျွန်တော်ချုပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ရန်နာဘုံကလည်းနီးပြပြောထားသလို final ထိရအောင်သွားမယ်ဒါရန်ကုန်အနေနဲ့ရောဟိုပရိသတ်တွေအားလုံးအားမလို့အားမကြဖြစ်နေတဲ့အနေထားကိုဘယ်လိုများ လုတ်ပြမလဲပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်စောင့်ကြည့်ကြပါလေပြောတော့နည်းနည်းတော့များဟုတ်ဘူးသုံးသက်ပြောပါဗျာဟုတ်ကဲ့ပါအာဒီပွဲစဉ်ကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့နေသင်းစလုံးကထူးထူးခြားခြားအာပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ကပယ်နတီတိရောက်ပြီးခါကြမှာအနိုင်ရတဲ့နှစ်သင်းဖြစ်နေရဟုတ်ပါတယ်ဟုတ်ပါတယ်ဒီမှာမှလည်းတကုံပေါ်အသင်းဟောတာဘောချေမိနစ်90မှာဟောတာအချိန်ပုံမိနစ်တွေမှာမနိုင်ခဲ့ဘူးတိုနီတူပဲရန်ကုန်ကလည်းဟာလာဝင်နေတဲ့အသင်းကိုသူတို့အနေနဲ့ဒါမိနစ်90နဲ့အချိန်ပုံမှာအနိုင်မရခဲ့ဘူးပယ်နတီ အဲရောက်တဲ့ခါကြမှာပဲဒါပြန်ပြဲအသင်းတွေဝိုးတာအနိုင်ရပြီးတော့ကျတော့စီမီဖန်တွေကိုလက်ရှိမှာတက်ခဲ့ရတာဖြစ်တယ်ပေါ့နော်ဟုတ်ပါရဲ့ကအာကြောချင်တာကတော့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာတို့အနေနဲ့ဒါပြပြအသင်းတွေကိုအကျိတ်နဲ့ရှင်ပြန်ကစားပြီးခါကြမှာဒီအဆင့်တွေကိုအာရောက်လာခဲ့တယ်ရန်နာဘုံကတော့ခုနကကိုတောက်ချပြောသလိုမျိုးပဲတို့ဖိုင်နယ်အထိမြန်မာထားတဲ့နေရာမှာလက်ရှိမှာဆိုလို့ရှိရင်ဒါဖိုင်နယ်ရောက်ဖို့အတွက်ခြေတလမ်းပဲ ဟုတ်ပါတယ်ပေါ့နော်ဟုတ်ပါတယ်ဗျာဟုတ်ကဲ့ပါဒီရန်ကုန်ယူနိုက်တက်အသင်းကလည်းဒိုနီတူပဲဒါဖိုင်နယ်ရောက်ဖို့အမနစ်ကလည်းဖိုင်နယ်ရောက်ခဲ့တယ်ဒီနေ့မှလည်းဖိုင်နယ်ရောက်ဖို့အတွက်ကိုလက်တကမ်းပဲလိုတော့တယ်ပေါ့ဒါပေမဲ့တခုရှိတာကဒီရန်ကုန်ယူနိုက်တက်အသင်းကခုနကကိုတော့ကြာအများကြီးခုနကသုံးသက်သွားခဲ့တယ်ပေါ့နော်ဒီအနေအထားတစ်ခုလိုပဲသူတို့အသင်းအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ခြေဆန်းကဟိုတိတ်ပြီးတော့အားရစရာကောင်းခဲ့တဲ့အနေအထားတစ်ခုတော့မဟုတ်ဘူးဟုတ်ပါတယ်ဗျာအကြောင်းလဲဆိုလို့ရှိရင်သူတို့ဒီရာသီအတွက်သူတို့ပြင်ဆင်ထားမှုအနေအထားရဲ့ဒီပြပ player အားဖြည့်ထားမှုအပိုင်းရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာတော်တော်လေးကိုပဲဟိုလိုအပ်ချက်တွေရှိနေခဲ့တာတွေ့ရတယ်တွေ့ရတယ်ဟုတ်ပါဘူးအခုကဒီကစားရခက်တဲ့အသင်းတွေနဲ့တွေ့ရတဲ့ခါတိုင်းမှာလည်းဒီရန်ကုန်ရဲ့တဲ့အသင်းကဟိုရဖို့ရုန်းကန်ခဲ့ဟိုရဖို့ရုန်းကန်ရတဲ့နိုင်ပွဲရဖို့ရုန်းကန်ရတဲ့အနေအထားတစ်ခုရှိရတယ်ဒီရနာပုံဆိုတာကလည်းလက်ရှိမှာအရင်ကလိုဒီအင်ကအများကြီးတောင့်တမှုမရှိဘူးဆိုတော့ညာလည်းရန်ကုန်ရဲ့တဲ့အသင်းကအများအားအစင်လာပြိုင်ပွဲတစ်သင်းဖြစ်ခဲ့တဲ့အသင်းလက်ရှိမှာလည်းဖြစ်နေတော့မယ်ဆိုတဲ့အခါကျတော့ဒီရန်ကုန်ရဲ့တဲ့အသင်းနဲ့ဒီပွဲစဉ်မှာလည်းသူတို့အနေနဲ့ ဟိုတွားပြီးတော့ short လို့တော့မရတော့ပော့လို့လည်းမရဘူးဟုတ်ပါဘူးအာလက်ရှိမှာဆိုလို့ရှိရင်တော့သူတို့တွေရဲ့ဒီဖြတ်တန်းလာမှုအနေထားကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ရန်နာပုံသင်းကသူတို့အနေနဲ့ရာဂို73ကိုရှိပြီးတော့ကျွန်တော်ပေးကို6ကိုရှိထားတယ်အာဒိုနီတို့ကရန်ကုန်ရဲ့တဲ့သင်ကရာဂို74ကိုရထားပြီးတော့ကျွန်တော်ပေးကို2ကိုပဲရှိထားတယ် အဲဆိုတဲ့အခါကျတော့ဒီခန်းစစ်ပိုင်းကရန်ကုန်ရဲ့တင်ကရန်နာမုံတင်းကစားလို့ရှိရင်ပို့ပြီးတော့ကြည်လင်မှုရှိတာလဲတော်ပြီးတွေ့ရတယ်ပေါ့နော်အာဘာပဲပြောဒီပွဲစဉ်ကစီမီဖန်နဲ့ပွဲစဉ်ဖြစ်တယ်အုပ်စုတွင်ပွဲစဉ်လည်းမဟုတ်ကွာတာဖန်နဲ့ပွဲစဉ်လည်းမဟုတ်ဆိုတဲ့အခါကျတော့နှစ်သင်းစလုံးပဲပို့ပြီးတော့ခက်ခဲလာမယ်ပွဲပို့ပြီးတော့ကြိတ်နေရှိပြီးတော့ကျတော့ဒါပြီးခဲ့တဲ့ပွဲစဉ်တွေမှာလို့ပဲဒါအချိန်ဖို့တွေပနီတီတီလဲပြည်တည်ရတဲ့ကျွန်တော်ဒီရေကုန်ဆောင်ပြီးတော့ကျတာစောင့်ကြည့်ရနိုင်တဲ့အနေအထားတစ်ခုဖြစ်သွားနိုင်တဲ့အနေအထားရှိပါတယ်နော်ဟုတ်ပါတယ်ဘာပဲပြောဒီဘွဲစင်ကလည်းကျွန်တော်နဲ့ဒီအားလုံးပြည်တည်ရစောင့်မျှကြည့်ရှုရမယ့်ဘွဲစင်တွေဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်ခင်ဗျာ